င်းမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ24ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်မဲစရင်စစ်ဆေးသူများပြားချောင်းစစ်တပ်ကဓာတ်ပုံများဖြင့်တင်ပြခိုင်းသောကြောင့်ရက်ွက်အုပ်ချုပ်ရေးမှူးများကနေစာများခေါ်ယူလူစုလူဝေးပုံစံဖန်တီးကမဲစရင်စစ်နေသူများဟုလိမ့်လဲတင်ပြစစ်ပေးဆောင်များကိုမဖြစ်မနေမဲပေးခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝမ်းရွေးကောက်ပွဲအတွက်မဲစရင်စစ်ဆေးသူများပြားကြောင်းစစ်တပ်ကဓာတ်ပုံများဖြင့်တင်ပြခိုင်းတော့ကြောင်းရက်ွက်ချေးရွာအုပ်ချုပ်ရေးမှူးများကနေစာများခေါ်ယူပြီးလူစုလူဝေးပုံစံဖန်တီးကလိမ့်လေတင်ပြနေရကြောင်းမြို့နယ်ထွေအုပ်သတင်းရင်းမြစ်တချို့ကပြောပါရယ်ပထမချိန်မဲစရင်ထုတ်ပြန်ကြေညာပြီးနောက်စစ်တပ်ကမဲစင်းများကိုဖြီးသူများကအုံလိုက်ချင်းလိုက်လာရောက်စစ်ဆေးကြရန် ခွေအုံများကိုဖိအားပေးခိုင်းစေကြောင်းထို့သောပြည်သူများကမဲစရင်များလာရောက်စစ်ဆေးသည့်ဓာတ်ပုံများကိုလည်းစစ်တပ်ထံသို့တင်ပြရန်နှင့်ကြံကြားရေးဝန်ကြီးဌာနသို့လည်းပေးပို့ကြရန်ဖိအားပေးကြောင်းမဲစရင်လာရောက်စစ်ဆေးသည့်ဓာတ်ပုံများမတင်နိုင်မှာကဤသည့်အတွက်ကြောင့်မဲစရင်စစ်ဆေးသူနေပါရသည်ဆိုသောထုချေလွာများတင်ပြခိုင်းကြောင်းထို့ကြောင့်ရက်ကွက်နှင့်ကျေးပါအုပ်ချုပ်ရေးအဖွဲ့များမှနေစာဖြင့်လူများခေါ်ယူ၍မဲစရင်စစ်ဆေးသည့်ပုံစံတပ်ပုံများလိမ့်လည်ရိုက်ကူးတင်ပြခဲ့ကြောင်းသိရပါသည် မက်ဆီယန်စစ်ဆေးသူ90ရာခိုင်နှုန်းမကျော်ရင်ရက်ွက်မျိုးနဲ့အုတ်ကြီးတွေကိုဖြည့်ရှင်ချက်ထုချွေလွှာတင်ခိုင်းလို့ဓာတ်ပုံတွေလိမ့်လည်ရိုက်ကူးပြီးတင်ကြချရရတယ်။အုတ်ကြီးတွေကဈေးတွေတွေဘေးတွဲမောင်းတွေပြည်သူစစ်တွေဆဲအိမ်မှုရာအိမ်မှုမိသားစုတွေနဲ့ဟဲစရင်လာတိုင်သူတွေကိုလူစုလူဝေးလောက်ခိုင်းပြီးမက်ဆီယန်လာရောက်စစ်ဆေးသူများပြားတဲ့ဆိုတဲ့ဓာတ်ပုံတွေရိုက်ကြတယ်။ပြီးတော့နေမြတက်နေမှုနဲ့တက်ဆိုင်ရမျိုးနဲ့ပြည်သူဆက်ဆံရေးနဲ့ကြံကြားရေးရုံးတွေစီပေးဖို့ရတယ်ဟုမျိုးနဲ့ထွေးအုတ်သတင်းရင်းမြစ်တစ်ခုကရှင်းပြပါရတယ်။ ထို့ပြင်ရန်ကုန်တိုင်းအတွင်းသို့အခြားဒေသများမှစစ်ပေးရှောင်လာသောစစ်ပေးရှောင်ပြည်သူများ၏လူဦးရေစည်ရင်းများကိုရန်ကုန်တိုင်းထွေအုပ်ကကောက်ယူနေပြီးထောက်ပံ့ငွေနဲ့အစားအသောက်များပေးရန်ဟုဆိုကာဆန္ဒမဲပေးရမည့်လျှောက်လွှာများဖြည့်တင်းခိုင်းနေကြောင်းသိရပါသည်။အခြားနေရာကစစ်ပေးရှောင်လာပြီးရန်ကုန်မှာတကောင်စည်ရင်းမရှိရင်ရက်ွက်ရုံမှဖောင်ပြေးခိုင်းနေပထမတော့ထောက်ပံ့ငွေပေးမယ်ဆိုပြီးလျှောက်လွှာပြေးခိုင်းနေတကယ်ဖြစ်ရတဲ့လျှောက်လွှာမဲပေးရမယ့်ဖောင်ဖြစ်နေတယ်။ အဲ့ဒီဖောင်မဖြစ်ရင်ရက်ကွက်မှာနေခွင့်မပေးဘူးဆိုတာမျိုးလို့လို့ဖောင်ဖြစ်ပေးခဲ့ရတယ်ဟုမရန်ကုန်မြို့နယ်တွင်နေထိုင်သည့်စစ်ပေးရှောင်ပြည်သူတအူးကပြောဆိုပါတယ်။ရန်ကုန်မြို့တွင်နေထိုင်နေသည့်စစ်ပေးရှောင်ပြည်သူများအားလုံးသည်မိမိတို့ရောက်ရှိနေသောမြို့နယ်များတွင်စံနာမဲပေးရမည်ဟုတပ်ဆိုင်ရာရက်ကွက်နှင့်ကြီးပွားအုပ်ချုပ်ရေးအဖွဲ့များကတရားဝင်ထုတ်ဖော်ပြောဆိုရှောက်လွာဖြေခိုင်းမှုများလည်းရှိနေကြောင်းသိရပါတယ်။ရှင်းပြင်အသက်80နှစ်နှင့်အထက်အသက်ကြီးရွယ်အိုများကိုလည်းကြိုတင်စံနာမဲပေးရမည်ဟုဆိုကာရက်ကွက်နှင့်ကြီးပွားအုပ်ချုပ်ရေးအဖွဲ့များက တက်ကြီးရွယ်အိုစရင်ကောက်ယူနေကြောင်းဒီဇင်ဘာလ28ရက်နေ့မတိုင်မီနေအိမ်များအထိချိုတင်မဲများလိုက်လံကောက်ခံမိဟုအသိပေးလာကြောင်းရန်ကုန်မြို့နေပြည်သူများထံမှစုံစမ်းသိရှိရပါတယ်ဆက်လက်ပြီးညဝရီမြို့နယ် KK ပတ်မှကြားဖြန့်တရုတ်သတင်းများအပါဝင်အရေးပါသူများကို BGF မှစောချစ်သူတင်ဝင်းနှင့်မုတ်တုံတို့ကခေါ်ထုတ်ပြီးခေလုံခွင့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့နယ် KK ဘက်မှကြားဖြတ်လက်ကြီးတရုတ်လုပ်ငန်းရှင်များအပါအဝင်အရေးပါသူများကိုစစ်တပ်လက်အောက်ခံခရင်နယ်ချားဆောင်တန်း PGF မှစော့ချစ်သူတင်ဝင်းနှင့်မုတ်တုံတို့ကခေါ်ထုတ်သွားပြီးရွှေကုတ်ကိုအပါအဝင်ဘေးကင်းရာနေရာများတွင်ခိုးလုံခွင့်ပေးထားကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ်အော်တိုဘားလ22ရက်နေ့ကလေးက VGF မှစော့ချစ်သူတင်ဝင်းနှင့်မုတ်တုံတို့က KK ဘက်မှကြားဖြတ်တရုတ်တတိမြောင် အွန်လိုင်းဤပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူများကိုခေါ်ထုတ်သွားပြီးတချို့မှာရွှေကုတ်ကိုတွင်ရောက်ရှိကာတချို့မှာမူ PGF ကအထူးစီစဉ်ပေးထားသောနေရာများတွင်ယာယီခိုလုံနေကြကြောင်းသိရပါတယ်။ KK ဘက်ကကြားဖြန့်တရုတ်တည်းတွင် IT ပညာရှင်တွေနဲ့အရေးပါသူတွေကိုအော်တိုဘာလ22လောက်ကလေးက PGF အကုံခေါ်ထုတ်သွားပြီးရွှေကုတ်ကိုဖျားသုံးစုနဲ့ PGF နဲ့မြေတွေမှာရွှေ့ထားပေးတယ်။ အခုထိုင်းဘက်နဲ့မြဝတီဘက်ကိုထွက်ပြေးနေတာတွေကအလုတ်သမားနဲ့အလုတ်ကြီးကျက်ရေးစတဲ့လုပ်ငန်းလေပတ်သူတွေပဲအထူးကအရေးကြီးပုံကိုတွေက PGF ကဘိုတင်ဝင်ရဲ့စီမံမှုနဲ့လုံခြုံတဲ့နေရာတွေကိုရွှေ့ပေးပြီးသွားပြီ KK ဘက်ကိုစစ်တပ်ကဝင်စီးမယ်နှင်လို့မယ်ဆိုတာတွေကစစ်တပ်နဲ့ PGF ညှိနှိုင်းပြီးလုပ်ကြတာဟုခရင်စစ်ရေးတရင်ရင်မြက်ကပြောဆိုပါတယ် KK ဘက်မှကြားဖြန့်တရုတ်တထင်းများအပါအဝင်အရေးပါသူများကို PGF ကအထူးအစီအစဉ်ဖြင့်ရွှေ့ပြောင်းပေးရာတွင်မြောက်ဝတီ285ဂိတ် သင်ငန်းညီနောက်ကိန်းကော့ဂရိတ်ကိုးတိုင်ကိန်းကျုံတိုကိတ်အပါဝင်စစ်တပ်ကိညာလမ်းချောင်းဖွင့်ပေးထားကြောင်းသိရပါတယ်လက်တလောထိုင်းဘက်သို့ထွက်ပြေးနေကြသောတရုတ်အပါဝင်နိုင်ငံသား900ကျော်ရှိနေပြီးထိုင်းနိုင်ငံကထွက်ပြေးလာသူများကိုစီစီချင်းယာယီခိုးလုံနိုင်သောနေရာများစီစဉ်ပေးခြင်းနှင့်အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်စည်ရင်ကောက်ယူခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းထိုင်းသတင်းများကဖော်ပြပါတယ်ထိုင်းနိုင်ငံမဲဆောင်မျိုးဘက်သို့မြဝတီမြို့နယ် KK ဘက်မှထွက်ပြေးလာသောနိုင်ငံသားများအများစုတွင်တရုတ်နိုင်ငံသားများဖြစ်ကြောင်း လက်ရှိကြခရိုင်လူဝင်မှုကြီးကြပ်ရေးကလည်းစီစစ်မှုများလှုပ်ဆောင်နေပြီးတပ်ဆိုင်ရာတရုတ်တန်ရုံနဲ့ချိတ်ဆက်ဆောင်ရွက်ရန်လည်းအစီအစဉ်ရှိနေကြောင်းစီစစ်မှုများတွင်ပါဝင်ကူညီပေးနေသောတရုတ်မြန်မာထိုင်းစကားပြန်တချို့ထံမှသိရှိရပါတယ်။ KK ဘက်မှ BGF ကအ धिक လုံခြုံရေးယူတာဝန်ယူတိစောက်ထားသောအွန်လိုင်းကြားဖြန့်ဆန္ဒတစ်ခုဖြစ်ပြီးမြဝတီမြို့နယ်မဲထော်တလီကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးတွင်တည်ရှိပါတယ်။ ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်